အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလမင်္ဂလာပါ Manchester United ကဒီတစ်ပတ်မှာကျွန်တော်တို့ Sunderland အသင်းနဲ့အင်ကွင်း Old Trafford မှာခံရမယ်အိုက်ပွဲမှာနီးပြ Ruben Amorim ပေါ်တော်တော်များများကဝေဖန်နေကြတယ်ဒီနေ့ပွဲကိုသာမနိုင်ခြင်း Man United ကနီးပြရာဒူးကနေဒါသူ့ကိုထုတ်ပယ်နိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ် ဆိုတော့ဒီနေရာမှာ Manchester United အသင်းကဘလို့ဖြစ်လဲဆိုတော့ကုလလောဆယ်အနေထားရာ Ruben Amorim နဲ့ပတ်သက်တဲ့သတင်းတွေတော်တော်များများတက်နေပြီပဲကလပ်ဘက်ကသူ့ဘော်ကိုအခုချိန်ထိယုံကြည်မှုအပြည့်အဝပေးထားနေစေဖြစ်တယ်လို့ဗြိတိန်မီဒီယာတော်တော်များများမှာဖော်ပြထားတယ် Ruben Amorim ကတော့ဒီအပိုင်းမှာ Manchester United တာဝန်ရှိသူတွေနဲ့ဘုတ်ဖွဲတာဝန်ရှိသူတွေနဲ့စကားပြောခဲ့ပြီးကလပ်ကသူ့ကိုဒီ ဒီနောက်ခံလူ၄ယောက်ပုံစံပေါ့လေ4ဘတ်ပုံစံပြန်ပြောင်းပြီးကစားကွက်ပုံစံပြောင်းကိုင်းတယ်ဆိုတဲ့သတင်းတွေတက်ပေါ်ထွက်ပေါ်လာခဲ့သလိုသူကလည်းသူ့ရဲ့နီးစနစ်ဖြစ်တဲ့3ဘတ် system နဲ့34ဒါဘယ်လိုပြောမလဲ3 4 2 1 formation ကိုလုံးဝပြောင်းဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့လေသူကအခိုင်အမာယက်တီထားတယ်။ဒါကအခုတောက်လျှောက်သတင်းတွေတက်နေတဲ့အချိန်မှာ Sergeant Radcliffe နဲ့ Man United ရဲ့ဘုတ်ဖွဲ့ကအခုလက်ရှိမှာ ရူဘင်အမရွန်ကိုတကယ်လို့ဆန်ဒလာနဲ့ပွဲရှုံးသွားရင်တောင်မှမန်ချက်စတာယူနိုက်တက်နီးပြရာတူကာတူကိုထုတ်ပယ်အောင်မှာမဟုတ်ဘူးဆိုပြီးတော့ပေါ်ပြလာတယ်ဆိုတော့ပေါ်ပြလာတဲ့ report ကဒေးလီမေးမှာပေါ်ပြတယ်နောက်တစ်ခုက telegraph မှာပေါ်ပြထားတဲ့ report မှာမန်ယူနိုက်တက်ကဆန်ဒလန်ကိုရှုံးသွားရင်တောင်မှ ရူပေအမရွန်ကသူ့ကိုယာတီကုံထိဒါနီးပြရာတို့ကိုအပြေဝပေးသွားဖို့စီစဉ်ထားတယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်ထွက်ပြီးတော့အဲ့ report တွေကပေါ်ပြထားတယ်ဆိုပြောချင်တာက United ကနီးပြအပြောင်းလဲလုပ်ဖို့အစီအစဉ်အခုလောဆယ်မှာမစင်စားသေးဘူးဆိုတဲ့သဘောကိုပေါ်ဆောင်ထားတယ်လို့သူတို့ကပေါ်ပြတယ်ဆိုအဲ့နေရာမှာနောက်ထပ် United ပေးတဲ့တဲ့အတွက်သတင်းကောင်းတစ်ခုကပါလဲဆိုတော့ ဂါရီဆောက်ကေကဟိုတနေ့က Daily Mail မှာပတ်တက်တဲ့ report မော် Mera မှာတက်တဲ့ report မှာ Manchester United အသင်းက Amron ကိုထုတ်ပြီးတော့သူ့ကိုနီးပြဖြစ်ကန်လန်းခဲ့ရင်တောင်မှဆောက်ကေက Man United နီးပြရာတို့ကိုပယ်ချဖို့အသင်းဖြစ်ကြောင်းနဲ့နီးပြလောကကနေအခုဆက်ပြီးတော့သူအနားယူသွားဖို့စီစဉ်ထားတဲ့အတွက် Manchester United နီးပြရာတို့ကိုလက်ခံသွားမှာမဟုတ်ဘူးပယ်ချမယ်လို့ဖော်ပြတယ်ဆိုတော့ကျွန်တော်မြင်တော့ Ruby Amron က okay socket ကိုခေါ်လို့မရသေးတဲ့အတွက်ကြောင့် Amron ကိုငါတို့ရသလောက်တော့ထပ်ပြီးတော့အခုရေးပေးမယ်ဆိုတဲ့ပုံစံလေးဖြစ်ကောင်းဖြစ်နိုင်သလိုဒါလက်ရှိမှာမဟုတ်ဘူး Amron ကိုပဲငါတို့ယုံကြည်တယ်သူသွားနေတဲ့လမ်းကြောင်းဟာငါတို့စိတ်ထက်မှာမှန်ကန်တဲ့လမ်းကြောင်းလို့ခံစားနေရစေဖြစ်တယ်အဲ့အတွက်ကြောင့်အခုရေးအပြေဝပေးမယ်ဆိုတာလည်းဖြစ်နိုင်တယ်ဟိုကနှစ်ပိုင်းပေါ့လေတော့အခုလောလောဆယ်မှာဒီ Ruby အမ်ရွန်ကူစွာ United ကထုတ်ရင်ဥမာ Michael Carrick လိုနီးပြမျိုး နောက် Javi Hernandez လိုနီးပြမျိုးဘုံမောက်ရဲ့နီးပြအာဒာဒီ Adoni Irula ဆိုလေတောက်လျှောက်ရေပန်းစားနေတယ် Palace ကလည်းအခုသူတို့ရဲ့နီးပြဖြစ်တဲ့ Oliver Glasner ဆိုလေ Austria နီးပြသူက Ralf Rangnick နဲ့တူတူနိုင်ငံတူတဲ့နီးပြပေါ့လေ Austria နီးပြအဲ့နီးပြကလည်း Crystal Palace ရဲ့ latest offer ကိုတော့ညှင်းဆန်ထားတယ်ဒါကလည်း United ကိုပြောင်းမယ်ဆိုတာထက်သူလည်းညှင်းထားတယ်ဆိုတော့အခု အတိုနီအီရိုလာအရူလာအီရိုလာကစာချုပ်နောက်ဆုံးနှစ်ကိုရောက်ပြီးဘုံမော့ကတက်တန်းတူဖို့လုပ်နေတယ်။ပယ်လစ်နီးပြားကစာချုပ်တစ်ကိုငင်းထားတယ်။ဒါပေမဲ့အခုလောလောဆယ်မှာဆောက်ကီကလည်း United ကိုကင်ဖို့အစီအစဉ်မရှိကြောင်းနဲ့ Manchester United ကကမ်းလန်းလာရင်တော့ပေးချဖို့အသင့်ဆိုပြီးတော့လည်းပြောထားတယ်။ဆိုတော့ဟိုဘက်နောက်ဆက်တွဲအနေထားရတော့အခုလောလောဆယ်တော့ရှင်းတယ် ဆိုတော့ Amron ကအားရဆိုလဲအခုသူ့ကိုငါတို့ပြီးတဲ့အထိပဲအခွင့်အရေးထပ်ပေးဆိုတဲ့သဘောတရားအခုဒီတစ်ပတ် International Break မသွားခင်မှာ Manchester United ကအခု Sunderland နဲ့အင်ကွဲမှာကံမယ် Sunderland ကလုံးဝ short တွက်လို့မရတဲ့အသင်းဖြစ်ပြီးတော့လက်ရှိမှာ7မှတ်တောင်ရထားတယ်ဆိုတော့တကယ်လို့အဲ့ Man United ကအဲ့ပွဲကိုပြီးသွားရင်တောင်မှဒါနီးပြအတွက်စိတ်ဖြစ်သေးတဲ့သဘောဖြစ်ပြီးတော့ International Break ပြီးရင် Liverpool အပါအဝင်သူတို့ပွဲချက်တွေစတိုက်ခံရဖို့ရှိတယ်ဆိုတော့လက်ရှိ ထွက်ပေါ်နေတဲ့တရင်ရဆိုတော့ Ruben Amorim စိတ်ဖြစ်နေသေးတယ်ဆိုတဲ့သဘောဖြစ်ပြီးတော့ Southgate ကလည်း United ကိုစိတ်ဝင်စားမှုမရှိဘူးသူစက်နာအောင်မယ်ဆိုတဲ့သဘောပဲတကယ်လို့ Oliver Knessler လို့နီးပြမှုရောက်လာရင်တော့ share ပဲဗျအဲ့နီးပြလည်းကောင်းတယ် Javi လည်းတန်ထွက်တယ် Michael Carrick ကတော့ပေးတက်ကကစားမဟောင်းတယောက်နေနဲ့ကြိုက်ကောင်းကြိုက်နေနဲ့နီးပြတယောက်နီးပြကောင်းတယောက်တော့ကျွန်တော်တို့မထင်ဘူးအဲ့လောက်တီးသူ့ရဲ့အတွေ့အကြုံဒါဒါအခုလောလောဆယ်မှာ ရူဘင်အာဖွန်ထက်မစားရင်တော့မှအန်ချ်ပိုးဆိုကိုခူလီယာတို့ကထုတ်ခံရင်တော့ထုတ်ခံရနိုင်တယ်ဖောရက်စ်မှာတိုင်ပတ်နေတာပေါ့ဒါအခုလက်ရှိအခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်